သူတမန်ယူသင်းရဲ့နီးပြဖြစ်ရင်အမော်ရင်ထက်နိုင်ပွဲပိုများလိမ့်မယ်လို့ပြောလာတဲ့နီးပြရှောင်းတိုင်းမန်ချက်စတာယူနိုက်တက်သင်ပရိသတ်တွေအတွက်ကတော့နီးပြအမော်ရင်ရဲ့အနာဂတ်ဟာတေးကြရရမှုမရှိသေးတဲ့အချိန်ဒီမှာမန်ချက်စတာယူနိုက်တက်ပရိသတ်တွေအတွက်ကတော့နီးပြရူပယ်အမော်ရင်ရဲ့အနာဂတ်ဟာတေးကြရရမှုမရှိသေးတဲ့အချိန်ဒီမှာအဘော်ဒန်သင်းရဲ့နီးပြအောင်ရှောင်းတိုင်းကမန်ယူသင်းကိုကင်တွယ်လို့ကြောင့်ပုံပွင့်လေးလေးပြောကြလာခဲ့ပါတယ်။သူရဲ့နီးစနစ်ဖြစ်တဲ့လီလီနစ်ကစားကွက်နဲ့မန်ယူသင်းကိုအောင်မြင်မှုတွေပြန်လည်ရရှိအောင်ဆွမ်းဆောင်နိုင်မလို့သူကယုံကြည်နေပါတယ်။ရှောင်းတိုင်းရဲ့ရည်မှန်းချက်နဲ့သူရဲ့ကစားကွက်ပေါ်ယုံကြည်ချက်ကဘယ်လောက်ထိဖြစ်နိုင်မလဲ။ ဆက်လက်ကြီးစုသွားကြရအောင်ပါ Everton ရဲ့နီးပြရာဒူးကနေမကြသေးခင်ဟာထုတ်ပယ်ခံခဲ့ရတဲ့ဆောင်းတိုက်ကတော့သူက Manchester United ရဲ့နီးပြဖြစ်ချင်းကြောင်းကိုလုံးဝကွယ်ဝှက်ထားခြင်းမရှိဘဲပြောကြားခဲ့ပါတယ်။ Man United ရဲ့လက်ရှိနီးပြ Ruben Amorim ရဲ့အနာဂတ်မရေမရာဖြစ်နေတဲ့အချိန်မှာဆောင်းတိုက်ရဲ့ဒီထုတ်ပေါ်ပြောကြားမှုကစိတ်ဝင်စားစရာကောင်းတဲ့အခြေအနေတစ်ခုကိုဖန်တီးလိုက်တာလည်းဖြစ်ပါတယ်။ဆောင်းတိုက်ဟာ Premier League မှာနှစ်ပေါင်းများစွာနီးပြအဖြစ်တွေ့ကြုံရေးကြက်ခဲ့သူဖြစ်ပြီးသူရဲ့နီးစနစ်အပေါ်လည်းခိုင်မာယုံကြည်ထားသူတူပါ။ဆောင်းတိုက်ကသူ့ရဲ့နာမည်ကျော်ကြားတဲ့လေးလေးနှစ်ကစားကွက်ဟာ Man United တို့အောင်မြင်မှုတွေကိုပြန်လည်ရှာဖွေတွေ့ရှိနိုင်နိုင်မယ်နီးလန်းဖြစ်တယ်လို့ယုံကြည်နေပါတယ်။ အမောင်ကသူ့ရဲ့ကစားကွက်ကိုဘယ်တော့မှပြောင်းမဲ့လူစားမျိုးမဟုတ်ပါဘူးသူ့ရဲ့ကစားကွက်နဲ့ပွဲချို့မှာကောင်းကောင်းအနိုင်ရခဲ့တယ်ဆိုပေမဲ့ကျွန်တော်ကအဲ့ဒီဒင်းကိုသွားကင်တွင်းနေရင်နိုင်ပွဲပိုရနေပါပါလို့ရှောင်းတဲ့ကပြောကြခဲ့ပါတယ်သူ့ရဲ့အမြင်အရမယူတင်းကကနဝင်းလေးလေးနဲ့ကစားကွက်ကိုပဲအခြေခံပြီးကစားဖို့ပဲလိုအပ်တယ်လို့ဆိုပါတယ်ရှောင်းတဲ့ကဘောလုံးမှအဓိကအရေးကြီးတာကနိုင်ပွဲရရှိဖို့ပဲလို့ခံယူထားပါတယ်တကယ်တော့နိုင်ပွဲကအဓိကပါနိုင်ပွဲရမှခမဆက်ရှင်တန်ဝင်ရမှာပါကစားရန်ဘလောက်ပဲမကောင်းဘူးပြောပြောအဲ့ဒီကစားကွက်နဲ့နိုင်ပွဲတွေစာခမရယူပြလိုက်ရင် အဲ့ဒီပါဇက်ပေါက်တဲ့အကုန်ပိတ်ကုန်ကြပါပါလို့သူကပြစ်သားစွာပြောဆိုခဲ့ပါတယ်။ဆောင်းနရဲ့ဒီအတွေးကောလက်ရှိမယူတင်းရဲ့ရလက်ဆိုးရမှုတွေနဲ့တိုက်ဆန်နေတာကိုလည်းတွေ့ရပါတယ်။မယူတင်းကနီးပြအာမော်ရီရဲ့လက်အောက်မှာကစားခဲ့တဲ့25ပွဲမှာစုစုပေါင်း24မှတ်သာရယူနိုင်ခဲ့တာကြောင့်ပရိသတ်တွေအတွက်အတော်လေးစိတ်ပျက်စရာကောင်းတဲ့ရလက်မျိုးဖြစ်ခဲ့ပါတယ်။မန်ချက်စတာယူနိုက်တက်တင်းကလာမယ့်မေလ22ရက်နေ့မှာကစားမယ်။တော်တီယန်အော့စ်ပါတင်းရဲ့ပွဲစဉ်ဟာလုံခြုံရေးပါတဲ့ပွဲတစ်ပွဲဖြစ်ပြီးဒီပွဲမှာမယူတင်းကအနိုင်ရရှိကာယူရိုပါလီဖလားကိုရရှိခဲ့မယ်ဆိုရင်လက်ရှိနီးပြရိုဘတ်အာမော်ရီနဲ့အတင်းအတွက်တတ်တာရရစီမယ်အပြင် လာမယ့်ဒီချန်ပီယံလိဝင်ခွင့်အတွက်လည်းအရေးပါတဲ့အခြေအနေတည်းရဖြစ်လာမှာပါ။ဒါပေမဲ့ရှောင်းတိုင်းရဲ့ဒီထုတ်ဖို့ပြောကြမှုဟာမယူပရိသတ်တီကြားမှာရောဘလို့တုံ့ပြန်မှုတွေရှိလာမလဲ။သူ့ရဲ့ကနေဝင်ကစားကွက်ဖြစ်တဲ့လေးလေးနေကမယူတင်းကိုအမှန်တကယ်ကဲတင်နိုင်မှာလား။စိတ်ဝင်စားစရာကောင်းတဲ့ဒီချင်းတွေကိုကျွန်တော်တို့ဆက်လက်ဆောင်ကြည့်သွားရမှာပဲဖြစ်ပါတယ်။ဒီမှာဒီနေ့တက်တဲ့အမှားတွေချက်ပြတ်ပြီး